။ဇကိုင်းတိုင်းဆိုတာက NUG ပြည်ပအုပ်စုတွေရဲ့အတုံးချခံ PDF အဖွဲ့ပေါင်းများစွာရှိတဲ့နေသားတစ်ခုလည်းဖြစ်ပါတယ်။ NUG ကိုယ်တိုင်ဇကိုင်းတိုင်းဒေသကြီးကိုပထမဆုံးလွတ်မြောက်အနေနဲ့ကျင်းညာပြီးတော့စစ်တေသနဲ့အနေနဲ့သတ်မှတ်ထားရတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။စကိုင်းတိုင်းမှာရှိတဲ့မြို့တွေရွာတွေတိုင်းက NUG ပြည်ပအုပ်စုတွေရဲ့အတုံးချကံ local PDF ပေါင်းများစွာရှိတဲ့ဒေတာတခုလည်းဖြစ်ပါတယ်။ဒီလိုမျိုး PDF ပေါင်းများစွာရှိတဲ့ဒေတာတွေကမှဒီနေ့အောက်တိုဘာ25ရက်နေ့မနက်10:00နာရီ17မိနစ်ဝန်းကျင်ကပဲ ရွှေဘုံမြို့ရဲ့အနောက်မြောက်ဘက်မှာရှိနေတဲ့ရွှေဘုံနဲ့ရေဦးလမ်းကြောင်းပေါ်မှာရှိတဲ့ရောင်မင်သာရွာကစတင်ကြောင်းကိုနာမခါကတက်လာတဲ့ဂျိုင်ရိုကော်ပတာနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာ16ဝန်းကျင်ကလေးကဒီစကိုင်းရွှေဘုံခင်ဦးရေဦးတကြောမှာတမ်းမော်ဘက်ကနေပြီးတော့စပိုင်ဘောလုံးတွေလွတ်တင်ပြီးအကြမ်းဖက်သမားတွေရဲ့စုဖွဲ့မှုတွေကိုနေ့စဉ်နဲ့အမျှနေ့နဲ့ညတောက်လျှောက်ဆိုးလို့ကင်းထောက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုကင်းထောက်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ပထမဆုံးအနေနဲ့လေကြောင်းတိုက်ခိုက်မှုကတော့ဒီနေ့အော်တိုဘာ25ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုလို့ဆိုရမှာဖြစ်ပါတယ်။ နေ့လေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကတော့မုံရနာမခခတက်လာတဲ့ဂျိုင်ရိုကော့ပတာနှစ်စီးနဲ့ဒီရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပို့ပြီးတော့ဒူဒူချာချာအနေနဲ့ကဒီဂျိုင်ရိုကော့ပတာနဲ့အတူ drone တစ်စင်းကပါဘေးကနေကင်းထော့ပြီးတော့ဒီအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေနဲ့လှုပ်ရှားမှုတွေကိုစောင့်ကြပ်ပေးနေခဲ့တယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်ကြားသိရပါတယ်။ဒီနေ့လေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ညောင်ပင်သာရွာဆိုတာကတိုက်နယ်ရွာကြီးတစ်ရွာဖြစ်ပါတယ်။ညောင်မင်သာအရှိရွာနဲ့အနောက်ရွာဆိုပြီးတော့ရှိပြီးတော့ဒီနေ့တက်မတော်ကလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့ အကြံပေးသမားတွေစုဖွဲ့နေတဲ့စာတင်ကျောင်းဆိုတာကတော့ဒီမြောင်းမင်းသားရွာရဲ့တစ်ဖက်မှာရှိနေတဲ့လမ်းစုံမှာရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဟီဘူကနေတွက်မယ်ဆိုလို့ရှိရင်ဆက်တမိုင်၊ရေဦးတို့ခင်ဦးတို့ကနေတွက်မယ်ဆိုလို့ရှိရင်ဆက်သုံးမိုင်နဲ့ဆက်လေးမိုင်ကြားမှာရှိတဲ့ရွာတစ်ခုလည်းဖြစ်ပါတယ်။ဒီရွာကဒီဟီဘူခင်ဦးရေဦးတကြောနောက်ဆိုင်ထားတဲ့နေရာမှာစုဖွဲ့နေတဲ့ PDF တွေဖြေပြောင်းတဲ့အချိန်တက်မလို့ကကင်းထောက်ပြီးရောင်းတိုက်ခံမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပုံမှန်အပြင်ဂျမ်ပတ်သမားတွေရဲ့စူဖွဲ့မှုတွေကိုတက်မတော်လီကဂျက်ဖိုက်တာတွေနဲ့ပဲဒီကြောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဒီအညာဒေတာမုံရွာတကြောမှာဆိုလို့ရှိရင်ဂျိုင်ရိုကော့ပတာတွေရဲ့အရေးပါမှုကလည်းအများကြီးပို့ပြီးတော့အသုံးဝင်လာတာကိုတွေ့ရတယ်။ဒီထဲကနေမှ UAV တွေနဲ့ကင်းတောက်ပြီးတော့ဂျမ်ပတ်သမားတွေရဲ့စုဖွဲ့နေရာတွေကိုလည်းနင်းညာမပြတ်စောင့်ကြက်လာတာလည်းရှိလာခဲ့ပါတယ်။နင်းနေညာကင်းထောက်ခံလာရတဲ့အညာသား PDF တွေအနေနဲ့ နေ့စဉ်ရွှေပြောင်းမှုတွေနဲ့လည်းပြုလုပ်နေရပြီးတော့ဒီရွှေဘုံမြင်းကြီးနားလမ်းပိုင်းသခိုင်းရွှေဘုံမြင်းကြီးနားမဟာပြူရလမ်းပိုင်းပေါ်မှာဆက်ကြီးတွေကောက်နေတဲ့ PDF တွေအနေနဲ့လည်းနေ့စဉ်ချင်းချောက်ခံနေရတဲ့သဘောမျိုးရှိပါတယ်။ဒါပေမဲ့လည်းသခိုင်းကနေအလွန်ရွှေဘုံဝက်လက်တကြောကနေစပြီးတော့တစ်ဖက်မှာရှိနေတဲ့ကမ်းဘလူအဲဒီကနေမုံညင်းမိုးကောင်မြင်းကြီးနားလမ်းပိုင်းမှာတော့ PDF အဖွဲ့တွေကဆက်ကြီးဂိတ်တွေဆက်လက်ပြီးတော့ဖွင့်ထားဆဲဖြစ်ပါတယ်။သခိုင်းနယ်ဒေသကြီးအတွင်းမှာအဓိကထားပြီးတော့အကြမ်းဖက်သမားတွေကိုဖျက်တောက်နှိမ်နေရမှာကတော့ရွှေဘုံမြင်းကြီးနားလမ်းပိုင်းပေါ်က PDF တွေဖြစ်ပါတယ်။ ရွှေဘုံမြကြီးနားလမ်းမရဲ့အရှိတ်နဲ့အနောက်ဘက်ဆိုပြီးတော့အပိုင်းလိုက်ခွဲကြပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ရွှေဘုံမြို့ဆိုတာကတော့အရှိတ်ကအေရဝတီမြစ်စင်ကူးကြောင်မြောင်းနဲ့ချိတ်ဆက်ထားတာဖြစ်ပြီးတော့မန္တလေး PDF နဲ့အပေါင်းပါတွေအများစုရှိတဲ့ရွှေခိုးထုံနေတဲ့ PDF တွေရဲ့လမ်းကြောင်းလို့ဆိုရမယ်။ဒီရန်နာတင်ကတဒါကလည်းအဓိကကျနေတယ်မှာ။ဆိုတော့လက်ရှိချိန်မှာတော့တမရော့စစ်ကြောင်းတွေကမလေးရာရဲ့အရှိတ်ချမ်းနဲ့မလေးရာရဲ့အရှိတ်မြောက်ဘက်ချမ်းတွေကိုနေမြရှင်လေးဆောင်ရွက်နေပြီဖြစ်ပေမဲ့ လက်ပံလာဆင်ကိုကြောင်မြောင်းနဲ့ရွှေဘိုလမ်းမိုင်းကတော့အကြမ်းဖက်သမားတွေကတကားမရှိတားမရှိတွာလာနေစေဖြစ်ပါတယ်။ဒါအပြင်ရေလမ်းကြောင်းကနေလည်းမိုးကုတ်မိုးမိတ်ကနေဆစ်ဆောင်လာတဲ့ PDF တွေပေါ့အကြမ်းဖက်ထောက်ခံသူတွေအလုံးက Airy မြစ်ကိုအုံပြုတ်ပြီးတော့ပဲသခိုင်းတိုင်းတွေကိုဆစ်ဆောင်လာကြတယ်ဆေးရည်အရာအကာအကွယ်ပြုလာကြတာတွေလည်းရှိနေပါတယ်။အဲ့တော့စကိုင်းတိုင်းနေနဲ့အဒီကအလောစီဖြတ်တော့ဖို့လိုအပ်တာကတော့မန္တလေးနဲ့စကိုင်းကိုချိတ်ဆက်ထားတဲ့စကိုင်းတရာနောက်ပြီးတော့စင်ကူးနဲ့ရွှေဘိုကိုချိတ်ဆက်ထားတဲ့ရေနာသိန်းကတရာနဲ့ ထီးကျိုင်ကတာကတော့အဓိကကုန်းလန်းနဲ့ဆက်သွယ်ထားတဲ့ဝင်ပေါက်တွေပဲဖြစ်ပါတယ်။ ARR မြစ်ကတော့ဂျမ်ဖက်သမားတွေကဆက်လေတွေကူးပြီးတော့အသုံးပြုနေကြတာဖြစ်တဲ့အတွက် ARR မြစ်ကြောင်းတက်လျှောက်စုံမနိုင်ရေးကတော့ဆောင်ရွက်ဖို့အဟံနောက်တစ်ခုရှိနေအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့အခုဒီမိုးကုတ်မရေယာကနေရွှေ့ပြောင်းလာကြတဲ့ PDF တွေကိုမိုးကုတ်မရေယာကနေရွှေ့ပြောင်းလာကြတဲ့အဂျမ်ဖက်အားပေးတွေကတော့ဇကိုင်းဝက်လက်ရွှေ့ဖို့တကြောမှာပြန်လည်ပြီးတော့စုဖွဲ့လာကြတာရှိပါတယ်။ ဒီလိုစုပွဲလာကြတာတွေကမှ PDF အဖွဲ့တွေလည်းပါဝင်လာကြတာဖြစ်ပြီးတော့ဒီနေ့တက်မော်ကလေးကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ညောင်မင်းသားရွာစတင်ကျောင်းကလည်း PDF တွေပြီးခဲ့တဲ့ရက်ကရွှေ့ပြောင်းလာပြီးတော့စကန်ချနေတဲ့နေရာလို့သိရပါတယ်။စကိုင်းထဲမှာရှိနေတဲ့ PDF တွေကတော့မြို့တန်းရွာတိုင်းမှာစုပွဲနေတာတွေရှိတယ်။မဟာဗျူဟာလမ်းကြီးပေါ်မှာဆက်ကြီးတွေကောက်နေတာတွေရှိပေမဲ့လက်ရှိအချိန်ထိရွှေ့ပြောင်းဂိတ်တွေအနေနဲ့လည်းပြုလုပ်နေတာတွေရှိတယ်။တက်မော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့လည်းကင်းလွတ်နေတဲ့ဆက်ကြီးဂိတ်တွေလည်းအများကြီးရှိပါသေးတယ်။ ဒါကြောင့်အခုတမရဘက်ကဒီစပိုင်ဘောလုံးနဲ့အသုံးပြုပြီးတော့ကင်းထောက်တာတွေရဲ့နောက်ဆက်တွေမုံရလိုစကိုင်းလိုတက်နေတွေကနေတက်လာတဲ့ဂျိုင်ရိုကော်ပတာတွေကနေအကြမ်းမဲ့သမားတွေရဲ့ဆက်ကြီးကဲတွေကိုလည်းထပ်မံတိုက်ခိုက်သွားဖို့လိုအပ်ပါတယ်။မအောင်လဲဆိုရင်ဒီစကိုင်းရွှေဘုံမြင်းကြီးနားမဟာပြူကလမ်းကြီးပေါ်မှာရှိနေတဲ့ဆက်ကြီးတွေကနေပဲဒေသခံတွေပြည်သူလူထုတွေရဲ့ကားတွေကနေတင်းအာရမပစံတွေတောင်းပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေနဲ့လက်နက်ခဲယမ်းတွေကိုစုဆောင်းနေကြတာဖြစ်တဲ့အတွက်အဓိကရေးတောင်းမြေဖြတ်တောက်ဖို့လိုပါတယ်။ ဘာကြောင့် NUG ပြည်ပြည်အုပ်စုရအသုံးချခံ PDF တွေကစကိုင်းတိုင်းထဲမှာများပြီးတော့ဘာကြောင့်တက်ဆိုးရှည်နေရတယ်လဲဆိုတော့ဒီဗျူဟာလမ်းကြီးကိုမထိန်းချုပ်နိုင်သေးတာကြောင့်ဖြစ်ပါတယ်။ဒီဗျူဟာလမ်းကြီးပေါ်မှာတမ်းတော်ရဲနေမိကန်တရင်တက်ဖို့တွေနဲ့စစ်စေးဂိတ်တွေရှိတယ်ဆိုပေမဲ့ local PDF တွေကကွင်းလန်းနေအများပြအသုံးပြုပြီးတော့ဒီလမ်းပေါ်မှာအသုံးပြုနေတဲ့မိဘပြည်သူတွေကိုရောအကြမ်းဖက်အားပေးတွေရောအကြမ်းဖက်တွေကိုယ်တိုင်သွာလာနေကြတာဖြစ်တဲ့အတွက်ဒီကရရတဲ့စက်ကြီးတွေက စကိုင်း PDF တွေအတွက်အဓိကသက်ဆိုးရှည်စရာရေတော့မြင့်ဖြစ်နေပါတယ်။အကုတ်ကူရဲ့နောက်ဘက်ကျန်းညာရောစောဒေတာကတော့ရေနံတွင်းတွေထွက်လို့သက်ဆိုးရှည်နေကြတာဖြစ်ပေမဲ့စကိုင်းတိုင်းမှာရှိနေတဲ့အညာဒေတာစကိုင်းတိုင်းရဲ့မြောက်ဘက်ကျန်းဒေတာတွေကတော့ဆက်ကြီးတွေကနေသက်ဆိုးရှည်နေကြတာဖြစ်ပါတယ်။အခုလိုမျိုးဂျိုင်ရိုကော်ပလာတွေကိုအဓိကထားအသုံးပြုလာတဲ့စပိုင်ဘောလုံးတွေကိုအဓိကထားအသုံးပြုလာပြီးတဲ့နောက်ဂျက်ဘက်သမားတွေစုဖွဲ့နေရာတွေကိုလည်းနေစဉ်နဲ့အများတိုက်ခိုက်သွားဖို့လိုအပ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်စကိုင်းတိုင်းထဲမှာအခြေပြုထားတဲ့အဖွဲ့တွေကကချင်ပြည်နယ်မှာရှိနေတဲ့ဗမော်မြစ်ကြီးနားပတ်ဝန်းကျင်တွေကနေစပြီးတော့ဖားကန့်ဒေသတွေအထိလည်းနောက်ွယ်ကနေထောက်ပံ့ပေးဆောင်နေတာတွေရှိတယ်။ဒါအပြင် ARM ရဲ့အရှိတ်အချမ်းမှာရှိနေတဲ့မိုးကုတ်မိုးမိတ်ဒေတာမရိယာစင်ကူးတကြောတွေလည်းလိုအပ်တဲ့လက်နဲ့ခဲရနေတဲ့လက်လုံးမိုင်းတွေရှမ်းတွေဖောက်ခွဲပစ္စည်းတွေကိုလည်းထောက်ပံ့နေတဲ့ဒေတာတွေဖြစ်ပါတယ်။အတိုင်းတိုင်းကတော့ NUG ပြည်ပအုပ်စုနဲ့တာမီဆက်ဆံရေးရှိတယ်လို့ဆိုရမှာဖြစ်ပြီးတော့ပထမဆုံးလွတ်မြောက်နေပြီကြေညာထားတာဖြစ်ပြီး PDF အများစုရှိတဲ့ဒေတာတခုလည်းဖြစ်ပါတယ်။ တချိန်လုံးကဥအောင်စီရရဲ့ဇာတိချက်တွေမွေးရမည်ဖြစ်ပြီးတော့ဗမာတွေအနေနဲ့မြန်မာတွေအနေနဲ့ဂုံယူရတဲ့နေရာတစ်ခုဖြစ်ခဲ့ပေမဲ့ NUG ပြည်ပြည်အုပ်စုတွေမွေးထုတ်ပြီးလိုက်တဲ့နောက်စကိုင်းဒေသမှာရှိနေတဲ့အညာသားတော်သားတွေအားလုံးကတော့ PDF တွေအဖြစ်နိုင်ငံရေးရေချိန်နှိမ်ပါစွာနဲ့ပဲတနက်တွေတကားကားနဲ့ဓမြတွေဖြစ်လာတာကလွဲရင်ဗမာလူမျိုးနဲ့ရန်နာတိန်ကသူတို့ရဲ့ဘိုးဘေးပြည်ပြင်ဖြစ်တဲ့ဥအောင်စီရကိုတိုက်ခါချနေကြတာပဲဖြစ်ပါတယ် အခုလေစေဘုံမြို့ရဲ့ပဝင်းညင်မှာရွာတွေမှာစုဖွဲ့ပြီးတော့ပဲဂျန်ဖက်သမားတွေကဆက်ကြီးကောက်တယ်စုဖွဲ့လှူရှာမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့တမ်းတော်ရဲ့ကင်းထွက်မှုတွေနဲ့ဂျိုင်ရိုကော်တာရဲ့တိုက်ခတ်မှုတွေကြောင့်ဒီနေ့ညောင်မင်းသားရွာကစတင်ကြောင်းရဲ့ထိခိုက်မှုမှာတော့ညောင်မင်းသားရွာလေကြောင်းတိုက်ခတ်မှုမှာတော့ဂျန်ဖက်သမားတွေသေဆုံးသူ20ထက်မနည်းရှိတယ်လို့လည်းသိရပါတယ်။ဒီနေရာမှာတမ်းတော်ဘက်ကဂျိုင်ရိုကော်တာတွေပါရာမော်တာတွေအပြင်ခုနောက်ပိုင်းမှာကုန်ကြစည်တက်တာပြီးတော့ထိရောက်တဲ့ဒီစပိုင်ဘောလုံးတွေအုံပြူလာတဲ့ဆိုတဲ့တည်င်းကလည်းပြီးခဲ့တဲ့ရက်သက်တစ်ပတ်အတည်းကဖြစ်ပါတယ်။ ဒေတာစပိုင်ဘောလုံးနဲ့အသုံးပြုလာတာကတော့စကိုင်းတိုင်းမကွေးတိုင်းနဲ့ပြည်ပြည်နဲ့ဒေတာတွေမှာတွေ့ရှိလာရတယ်ဆိုပြီးတော့အကြံဖက်အပင်မီဒီယာတွေမှာတောက်လျှောက်ဆိုလိုဖော်ပြခဲ့တာဖြစ်ပါတယ်တမ်းမော်ကအကြံဖက်သမားတွေနေနေမှုတွေပါရမော်တာဂျိုင်ရိုကော့ပတာတွေအပြင်ခုနောက်ပိုင်းဒီဟီလီယံတန်းဝေသုံးတဲ့ဒီစပိုင်ဘောလုံးတွေကိုအသုံးချလာနိုင်ခြင်းကလည်းစည်ရည်အရာကွန်ကြက်စည်ရည်ကိုထိရောက်မှုကလည်းအများကြီးတာလာပါတယ်ဒီစပိုင်ဘောလုံးတွေဆိုတာကဒုတိယကမ္ဘာစစ်မှာလည်းတွင်တွင်ကျကျအသုံးပြုခဲ့ပါတယ် ဂျပန်တွေကအမေရိကန်ကိုတိုက်ခိုက်တဲ့အချိန်ဒုတိယကမ္ဘာစစ်ထဲမှာလည်းမီလောင်ပုံးတွေကိုပြေးချခဲ့တယ်။ဒီချိန်မှာလည်းဒီစပိုင်ဘောလုံးတွေရဲ့အခန်းကဏ္ဍကတော့အရေးပါနေသေးပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလထဲမှာတော့တရုတ်နိုင်ငံဘက်ကဒီစပိုင်ဘောလုံးကလေလံကြောင်းပြောင်းသွားပြီးတော့အမေရိကန်နိုင်ငံရဲ့ဒီမော်တာနာပြည်နယ်အထိရောက်ရှိသွားပြီးတဲ့နောက်အမေရိကန်လေတပ်ကပြေးချခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါတယ်။တရုတ်ကတော့ဒါကမိုးလေဝသစောင့်ကြည့်တဲ့ပုံပေါင်းအဖြစ်ပြောဆိုခဲ့ပေမဲ့အမေရိကန်ကတော့ဒါကစပိုင်ဘောလုံးအနေနဲ့တတ်မှတ်ပြီးတော့ပြစ်တင်ဝေဖန်မှုတွေလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့အခုနောက်ပိုင်းစပိုင်ဘောလုံးတွေကကွန်ရက်စိတက်တာတယ်ကဘာမီဘောကနေဆက်လက်ပြီးတော့တက်ရောက်နိုင်တဲ့အကွာဝေးကလည်းပေပေါင်း6000လောက်ကနေစပြီးတော့3000လောက်ထိတက်ရောက်နိုင်ပါတယ်နောက်လေရင်ပြန်တန်းနိုင်တဲ့အမြင့်ပေထပ်ပို့ပြီးတော့ပြန်တန်းနိုင်တာဖြစ်တယ်ဒါအပြင်အခုကဘာပတ်လန်းပေါ်မှာရှိနေတဲ့ထောက်လန်းရင်ဂျိုတူတွေနင်းနီးတက်ရောက်ပြီးတော့ထောက်လန်းနိုင်တာဖြစ်တဲ့အတွက်အများကြီးအရေးပါတယ်လို့ပြောရမှာဖြစ်ပါတယ်ဒါပေမဲ့အခုမြန်မာနိုင်ငံမှာအသုံးပြုနေတဲ့စပိုင်ဘောလုံးတွေကတော့ပေ1200ကနေ နှစ်ပေါင်းဝဲဝင်းကြီးထိတက်ရောက်ပြန်တန်းနိုင်နေဆိုတဲ့သတင်းတချို့ကိုလည်းကျွန်တော်တို့သိရှိရပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီစပိုင်ဘောလုံးတွေကဘယ်လောက်ထိအရေးပါတယ်ဘယ်လောက်ထိအသုံးတည့်တယ်လဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေရဖြစ်ပါတယ်ဒါပေမဲ့အကြမ်းဖက်သမားတွေကတော့ gyrocopter တွေ paramotor တွေနဲ့တင်သွေးပြည့်နေရပြီဖြစ်ပြီးတော့အခုလိုမျိုးဒီကင်းထောက်မှုတွေကိုအေးအေးတည်ငြိမ်စွာနဲ့စုံစမ်းနိုင်တဲ့ထောက်လန်းနိုင်တဲ့စပိုင်ဘောလုံးတွေအသုံးပြုလာရခြင်းကတော့အကြမ်းဖက်သမားတွေအတွက်ဘလို့မှကိုကြောမလုံစေရအခြေအနေတစ်ခုဖြစ်လာတော့မှာပါ ။ဘာကြောင့်လဲဆိုလို့ရှိရင်လေလံကြောင်းပေါ်မှာသွားပြီးတော့တည်ငြိမ်နေတဲ့ပုံစံမျိုးနဲ့အကြံပေးသမားတွေစူပွဲမှုတွေစူရက်တွေနဲ့ပြတ်မှတ်ပြီးအားလုံးကကင်းထောင်နိုင်ပါတယ်။နင်းညမပြတ်ကင်းထောင်နိုင်တာရှိပြီးတော့လေလံကြောင်းနဲ့သွားရဲဆိုပေမဲ့လည်းဒီဆက်မှန်ပြီးတော့ modify ပြုလုပ်ပြီးသွားမယ်ဆိုလို့ရှိရင်သွားခြင်းနဲ့ဥတ္တိယလမ်းကြောင်းကိုသွားဖို့ဆိုလာကိုအသုံးပြုပြီးတော့ပန်ကောက်တွေတလက်တွေတက်ပြီးတော့ဥတ္တိယလမ်းကြောင်းကိုသွားရောက်မောင်းနေနိုင်တဲ့စနစ်တွေလည်းပြင်ထင်လို့ရရပါတယ်။ ဆိုတော့လက်ရှိတက်မလော့ကဘယ်လိုမျိုးစပိုင်ဘောလုံးနဲ့အသုံးပြုနေသလဲဆိုတာကတော့တိတိကျကျမသိရသေးဘူးဖြစ်ပါတယ်။ဒါပေမဲ့အကြံပေးသမားတွေအနေနဲ့စပိုင်ဘောလုံးနဲ့အသုံးပြုကင်းထော့ပြီးတိုက်ခိုက်မှုတွေကတော့အခုရွှေဘိုမှာရှိနေတဲ့အညာသာတောသားတွေကဈေးဥပောက်သွားပြီလို့ဆိုရမှာဖြစ်ပါတယ်။စပိုင်ဘောလုံးနဲ့ကင်းထော့တဲ့ပါရာမော်တာဂျိုင်ရိုကော်ပတာနဲ့လေကြောင်းကနေသွားရောက်တိုက်ခတ်ပြီးတော့ဘေးမှာ UAV တစ်စင်းကပါစောင့်ကြည့်ပေးခဲ့တယ်ဆိုတဲ့စစ်ဆင်မှုက တကယ်ကိုနိပညာဘက်ကိုပြောင်းလဲလာတာဖြစ်ပြီးအဖိတ်အစဉ်အ ਨੇ ဆုံးနဲ့အကြံဖက်သမားတွေကိုထိထိရောက်ရောက်တိုက်ခိုက်နိုင်တဲ့တိုက်ခိုက်မှုစစ်စင်ရေးပုံစံမျိုးကိုမြင်တွေ့လာရတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းရွေးကောက်ပွဲအလွန်ကာလစကိုင်းတိုင်းမှာရှိနေတဲ့မြို့နယ်တွေရဲ့ရွေးကောက်ပွဲကျင်းပနိုင်ရေးဒါအပြင်ရွေးကောက်ပွဲကိုနှောက်ရှက်မယ်ဆိုတဲ့အကြံဖက်သမားတွေရဲ့စုဖွဲ့မှုတွေဝင်ရောက်မှုတွေကိုလည်းဒီလိုမျိုးစပိုင်ဘောလုံးတွေပရိုမိုတာတွေဂျိုင်ရိုကော်ပတာတွေကိုအသုံးပြုပြီးတော့အမက်ချွေချွေဖြည်းဖြည်းနဲ့မှန်မှန်နှိမ်နှင်းသွားနိုင်ခဲ့မယ်ဆိုရင် NUG PP အုပ်စုရဲ့အသုံးချခံ စကိုင်းမှာရှိနေတဲ့စစ်တေတတ်တဲ့လောက်ခံ PDF တွေကတော့နေ့စဉ်ထိခိုက်သေဆုံးမှုပါပဲဖြစ်ပါတယ်။ဒီနေ့မှာရွှေဘူဝက်လက်တကြောသာမကစကိုင်းတိုင်းရဲ့မြောက်ဖက်ချမ်းမှာရှိနေတဲ့ဒီမင်းကုန်းတကြောက PDF တွေ Unicorn ပျောက်ကြားအဖွဲနဲ့ပတ်သက်တဲ့အကြမ်းဖက်သမားစုဖွဲ့နေရာတွေကိုလည်းစိုင်းဘော်လုံးနဲ့ဂျိုင်ရိုကော်ပတာတွေနဲ့ချိတ်ဆက်ပြီးတိုက်ခိုက်သွားဖို့လိုအပ်ပါတယ်။ Unicorn အဖွဲ့တွေကစကိုင်းမြို့ကိုအဓိကထားပြီးချင်းချောင်းနေတာဖြစ်ပြီးတော့အဖွဲ့ကိုအဓိကထားနှောက်ယှက်မဲ့အဖွဲ့လို့လည်းဆိုရမှာဖြစ်ပါတယ်။ ဆိုတော့ဇကိုင်းနဲ့ပတ်သက်ပြီးပြောရင်တော့ဇကိုင်းမြို့ကိုအဓိကနှောက်ရှက်နေတာကတော့ယူနီကွန်ကအညာသားတွေဖြစ်တယ်။မင်းကွန်းဒေသမှာအခြေပြုလှုပ်ရှားနေတာဖြစ်ပြီးတော့ဝက်လက်ရွှေဘူတကြောကအဖွဲ့တွေကတော့ရွှေဘူပတ်ဝန်းကျင်ကရွာတွေမှာစုဖွဲ့နေကြတာဖြစ်ပါတယ်။ဒါတော့လက်ရှိအခင်းကျင်းမှာတော့တမ်မတော်ရဲ့စွိုင်းဘော်လုံးနဲ့ကင်းထောက်ဂျိုင်ဒိုကော်ပတာနဲ့တိုက်ခိုက်ပြီး UAV နဲ့အကဲချိပေးတဲ့အကြောင်းတိုက်ခိုက်မှုကတော့တကယ်ကိုအောချလောက်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ။ဒါမျိုးရဲ့အခြေစက်မိမိနဲ့ဆောင်ရွက်မှုတွေမှာမတမ်းပတ်သမားတွေအတွက်နေ့နဲ့ညချိန်ချောက်ခံရတဲ့အခြေအနေကိုရောက်ရှိလာပြီးဖြစ်တဲ့အတွက်ရွေးကောက်ပွဲကိုနှောက်ယှက်မယ်ဆိုရင်တော့နှောက်ယှက်မယ်လို့စိတ်ကူးရှင်လိုက်တာနဲ့နောက်ွယ်ကနေနောက်ဘိုးလာသိမ့်မယ်အခြေအနေမျိုးတွေနဲ့အကျက်တဲတွေအခက်ခဲတွေကိုရင်ဆိုင်နေရတော့မှာပဲဖြစ်ပါတယ်။ဒါကတော့ဒီနေ့အော်တိုဘာ25ရက်နေ့မနက်10:00နာရီ17မိနစ်ဝန်းကျင်မှာပဲသခိုင်းတိုင်းဖြေဖို့မြို့နယ်ညောင်မင်သာကျေးရွာမှာရှိတဲ့စာတင်ကျောင်းကို စကမ်းလာချတဲ့ PDF တွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစေဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေး